အဲ့ဒါလေးပြောမယ်အဲ့တော့မလို့အဲ့ခန်ဒီမှာအဲ့ဒါလေးကိုဖြတ်ခနဲတွေးလိုက်တာလေအချက်မှုတူယုံနေနော်အဲ့ဒါလေးပြောမယ်ယောက်ျားကြီးဒီဇက်မှမကောင်းတယောက်မှမကောင်းဆိုကျွန်မလည်းအဲ့လိုမင်းကလေးကိုအဲ့လိုအတွေ့ဝင်မအောင်လေအရန်စိတ်ပူတယ်မဝင်နဲ့နော်အဲ့လိုမျိုးအဲ့ဒါမဟုတ်ဘူးကောင်းတဲ့ယောက်ျားရှိရဲ့တကယ် exactly ရထပါစတကယ်ပြောတာလူကလည်းတခါကျရင်ကျမကလည်းအဲ့ trauma ကြီးကျမမှလည်းရှိခဲ့ဘူးလေဒီလားဟိုအဲ့လို10နှစ်ကျော်လောက်တွဲခဲ့တဲ့ဟို relationship တစ်ခုနဲ့ပြတ်သွားတဲ့အချိန်မှာလေအဲ့လိုမြင်သွားအဲ့လိုမျိုးပုံစံမြင်သွားဒီအဲ့ trauma ကြီးတော်တော်ဆိုးတယ်ကိုယ်တကယ်ချစ်ပေးပြီးတော့လေကိုယ်စီလဲလာလာပြီးတော့ကောင်းတဲ့ယောက်ျားရဲ့ကိုလေမမြင်ဘူးမမြင်တော့ဘူးကလူကအဲ့ trauma ကြီးနဲ့အဲ့စိတ်ဖိစီးမှုတွေနဲ့ဒီလားဟာ တကယ်တကယ်အဲ့လိုမမြင်ပါနဲ့တောင်းပန်ပါတယ်။ဘာလို့လဲဆိုတော့လူဆိုတာကလေယောက်ျားမိန်းမရေလို့မဟုတ်ဘူး။ကောင်းတဲ့လူရှိရင်မကောင်းတဲ့လူရှိရင် attitude ကောင်းတဲ့သူရှိရင် attitude မကောင်းတဲ့သူရှိရင်အော် personality ကောင်းတဲ့သူရှိရမကောင်းတဲ့သူရှိရလူစားဒီလိုပဲဟိုမကောင်းတာကောင်းခြင်းမကောင်းခြင်းကိုကျမတို့ရာလေးဟိုဟို religious ပေါ့နော်ဘာသာနဲ့သတ်မှတ်လို့မရအောင်နိုင်ငံနဲ့သတ်မှတ်လို့မရအောင်လူမျိုးနဲ့သတ်မှတ်လို့မရအောင် gender နဲ့သတ်မှတ်လို့မရအောင် တိလာလူစိတ်နဲ့ပဲဆိုင်နေပြီးတော့ sign နေနဲ့လည်းတမတ်လို့မရဘူးเนาะဟို sign ရဖြစ်တဲ့ဒီ sign ဒီ sign အဲ Scorpio ဆိုဘလို့ Capricorn ဆိုဘလို့အဲအဲ Pisces ဘလို့ဆိုအဲအဲ့လိုလည်းမဟုတ်ပြန်ဘူးကွယ်တရားလို့ပြောကမတူမတူတဲ့အရာတွေမှာဟိုစင်စင်တရားလေးတော့ရှိမှာပေါ့เนาะအမှုချင်းလေးရဒါပေမဲ့လုံးလုံးကြီးအဲ့လိုကြီးတော့မဟုတ်ဘူးเนาะဒီလားအဲ့လိုမျိုးမတွေးပါနဲ့ဘာလို့ဆိုအဲ့ဒါလေးပြောကိုပျော်ရွှင်မှုကိုကန့်တက်လိုက်တာတကယ်အချစ်ရေးတို့အိမ်တော်ရေးတို့ပျော်ရွှင်နေတဲ့အိမ်တော်ရေး relationship တွေအများကြီးပဲ အများကြီးရှယ်လူဆိုတာတော့ဟိုဘယ်လိုပြောရမလဲလင်းနဲ့မြန်ရှာနဲ့သွားဆိုတဲ့အတိုင်းပဲခလုတ်တိုက်မိရဲ့အချိန်လေးတော့ရှိမှာပေါ့ဒါပေမဲ့ every time မဟုတ်ပါဘူး တကယ်ရှိပါတယ်ရှိတယ်နော်ဘာလို့ဆိုဟိုဒီစာလေးကိုဒီတိုင်းပေါ်ရံလေးပဲရေးသည်ဖြစ်စေတကယ်စိတ်ထဲမှာအဲ့လိုယောက်ျားတွေမကောင်းဆိုတော့ trauma ကြီးနဲ့ပိတ်နေတဲ့လူမျိုးပဲဖြစ်စေအဲ့ iterator ကိုထုတ်လိုက်ပါအခုပျော်ရွှင်ခြင်းပရင်းပေါက်ကိုဖွင့်ပါအလူအလူလို့ပဲဆက်ဆက်မှာအားလုံးကိုကိုယ့်ဘောကောင်းနေဆိုအဲ့ကောင်းခြင်းကိုလက်ခံမှာမကောင်းတာကိုလည်းလက်ခံမှာမကောင်းမဲ့နဲ့ဆက်ဆက်ခံလိုက်ရတယ်ဆိုလဲနော်ဘာလို့ဆိုကျမတို့လက်ခံတဲ့ခြင်းကပျော်ရွှင်ခြင်းပဲကိုတွေ့တဲ့ယောက်ျားတွေကိုတွေ့မဲ့မိန်းမတွေကိုကျမတို့ကလေဟိုဘယ်လိုပြောရမလဲပြောင်းလဲပြီးလို့လည်းမရသလိုကျမတို့ကြိုးလည်းမသိဘူးရှင် ဘယ်လိုယောက်ျားရင်းနဲ့တွေ့မလဲဘယ်လိုမိန်းမရင်းနဲ့တွေ့မလဲဆိုတော့ဒါတွေအကုန်လုံးက universe ကပဲ season တာအဲ့တော့ universe season နဲ့ကိစ္စရိုးကျမတို့ဘာမှမလုပ်နိုင်ဘူးနော်အဲ့တော့ဟိုကျမတို့အမြဲစိတ်ကိုဖွင့်ထားတယ်ဟိုကောင်းတဲ့လူနဲ့တွေ့ရင်ဩ okay ဒီလူငါ့ဘောမှာကောင်းတဲ့ငါလည်းကောင်းကောင်းမပြန်ဆက်ဆံမယ်နော်ဟိုမြဲရယူခြင်းပေးဆက်ခြင်းလေးနှစ်ခုလုံးကိုတွန်တွဲပြီးသွားမယ် မကောင်းတဲ့သူတွေ့လဲအော်ငါဒါဒီလူငါ့ကိုမကောင်းသွားဘူးငါဒါဒီ relationship ကနေငါဘာသင်ခန်းစာတွေရခဲ့တယ်ငါဒါလေးတွေနဲ့ဘယ်လိုပြန်မျှဝေလို့ရတယ်ငါဘာလေးတို့တင်ယူလိုက်ရတယ်ငါတင်ယူလိုက်တဲ့လူမျိုးတခြားသူတွေရောဒါမျိုးလေးတွေသိပါစေဟဲ့ sharing လေးလုပ်ပေးမယ်ဟဲ့ဆိုရဲ that's all အဲ့အပြည့်ဘာမှမရှိဘူးအဲ့လူကမှအမုန်းပွားပြီးတော့ blame နေတာလေဒီနေ့ဒီချိန်ဒီကျမ ex ကိုသွားမိကြပါကျမလုံးဝမ blame ဘူး blame relationship တခုဖြစ်သွားတယ် ကျင်းနေပါတယ်သူကိုယ်မမလုပ်ခဲ့တဲ့အရာတွေအားလုံးနဲ့မှာဘသူဘဝဘလို့ဖြစ်တယ်ဘာဖြစ်တယ်ဆိုမလုပ်လို့မရှိဘူးဒါမဲ့ကျွန်မအတွေ့အကြုံနဲ့မျှပြီးတော့ဟိုဒီလိုလေးရှိခဲ့တဲ့အတွက်ဒီလိုလေးတည်ယူခဲ့လို့ငါလည်းဒီလိုလေးတော့လွတ်မြောက်ခဲ့ပါတယ်အားလုံးတော့ဒီလိုလေးလိုက်လို့လို့ရပါတယ် that's all အဲ့လိုပဲပြောခဲ့တာအရာအားလုံးကလေနော်အဲ့တွေ့လေးဖဲပါအဲ့လေးမြင်လို့ကျွန်မလည်းလန့်သွားတယ်အိတ်တော့မဲ့အချိန်မှာကွယ်နော်ပြည့်ရှင်ပါစေညီမလေး